ချီရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ချော်ရွေ KS Story Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ချော်ရွေ Channel ကနေပြီးတော့ဇဏန်းကောင်းများစွာကိုအမြဲမပြတ်တင်ဆက်ပေးနေပါဒီတစ်ခေါက်မှာတော့ချီရတဲ့ပရိသတ်ကြီးကိုချောအောင်ဇဏန်းကောင်းလေးတစ်ပုဒ်ကိုယူဆောင်လာပေးပါတယ်စာရေးသူ Grace ရေးသားထားတယ်ဦးရဲ့ចောင်းသူမာလေးဆိုတဲ့ဇဏန်းကောင်းလေးကိုတော့ပရိသတ်ကြီးကစိတ်နှစ်သက်လိမ့်မယ်လို့မျှော်လင့်ပါတယ်နော်ဟုတ်ကဲ့ပါ ဇနန်းလေးမစတင်ခင်မှာ Chori ရဲ့ channel ကို like ရန် subscribe လေးနဲ့အတူတူအသေးအသေးတွေတင်တိုင်းမှာသိရှိစေဖို့အတွက်ဘီနာက notification ခေါင်းလောင်းလေးကိုနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်။ဒါဆိုရင်တော့ Chowa အခုပဲဦးရဲ့ကြောင်းတူမာလေးဆိုရင်ဇလန်းကောင်းလေးရဲ့အဆအဆုံကိုတင်ဆက်ပေးပါရမယ်။စုညံပွက်လုံးရိုက်နေတဲ့အော်တန်တွေနဲ့အတူတူမနာတန်မီတုံတောက်တီကလက်ကဒုတ်တချောင်းကိုလေလေပေါ်မှာမြောက်ရင်းကပင်လွဲချော်တောင်းခဲ့တဲ့ရိုက်ချက်တွေရလဲမနေတော့ ပြေတန်းလိုက်တိုင်းကစားနေတဲ့လိုမျိုးမှွေလွန်းနဲ့တင်းပြပြန့်မှွေတော့လိုက်ပြီးဖမ်းနေရတဲ့ဒေါ်မိုးလေးမှာမောဟိုက်နေပြီညီတို့ငါမရိုက်ချင်အောင်နော်ငါစီအောင်လာခဲ့မမေစီအောင်လိုက်မမေရရိုက်မှာပေါ့လို့ညီတာငါနောက်လာခဲ့စက်မှာမရိုက်ဘူးဟင်းအင်းတင်းကြောက်တယ်မမေလက်ကတုတ်ကြီးကယုံရတာမဟုတ်ဘူးအဲ့တုတ်ကြီးကြီးကိုလှုပ်ပြလိုက်လေဒါကညီကိုစုံမဖို့အတွက်ငါကိုယ်တိုင်တတ်ထားတာညီမလာဘူးဆိုရင်ငါလာပြီ မလီကဲတော်မူကြပါအောင်ရှင်။အော်ရင်နဲ့ရက်ွက်ထဲမှာဟိုပြေးတီပြင်းနဲ့ခွေးရီယာပါလမ်းပြန့်ကုန်တော့တယ်။တရွက်ကလုံးမနိုင်စင်ဖြစ်နေတဲ့သူမလေးကိုမိခင်ရောက်ဘလို့ဆုံးမဆုံးမမရပင်။ပြင်းနေနဲ့ရှေ့ရနေလာတဲ့ကားတစ်စီးကြောင့်သူမလေးလဲကျသွားတယ်။အာသွေးတွေသွေးတွေကားနဲ့မတိုက်မိပဲနဲ့လဲကျသွားခဲ့တာကိုဘာသွေးမှမရှိပဲမျက်လုံးစုံမိပြီးအော်ဟွန်းနေတဲ့ကလေးမလေးကိုရံပိုင်ဆိုရီချင်မိတယ်။ရက်ွက်တရား အော်ဂျော်ဒန်ဒီကဒီလိုကြောက်လဲချစ်စရာလေးပါပဲကလေးလိုအုံငိုနေတဲ့အတန်လေးကဥရားစရာလေးငိုနေပေမဲ့လည်းချစ်ဖို့ကောင်းတဲ့မျက်နှာလေးကတစက်ကလေးမှပျောက်ပြတ်မသွားပါဟေးချတိတ်အဲ့လောက်ထိငိုမနေနဲ့လေမင်းကိုကားနဲ့ဝင်မတိုက်မိပါဘူးကွာဘမလေးသွေးတွေလည်းမရှိပါဘူးမျက်လုံးတစ်ဖက်ဖွင့်ကတေချာကြည့်ပါပင်ဟုတ်ပါရဲ့ဘာသွေးအစားနာမှလည်းမရှိဘူးနားလည်းမနာဘူးချတိတ်လို့ခေါ်တော့သဘောကျမိသား ကြည်လိုက်တော့ထောင်ထောင်မောင်မောင်အသားခက်ပြူပြူဥရွယ်လူကြောလေးတပါးလက်သက်ကြွေးကြလာသလားအောင်းမရတယ်ချောချက်ကလည်းတင်းရဲ့အကြည့်မခွာရနိုင်ဘူးဟေးမင်းဘာမှဖြစ်ဘူးမလားရှင်အော်အင်းအင်းတင်းတင်းဘာမှဖြစ်ပါဘူးမင်းနမရတင်းလားတင်းပြပြန့်မှုေးပါဥနမရရောရင်ဥပိုင်းလိုပဲခေါ်ပါနမေပြေဆောင်ကတော့ရံပိုင်းဆိုးလေဟုတ်ကဲ့ဥပိုင်း ဦးရဲ့အကြည့်ရင်အောင်မှာတင်းအေးပြောကြသွားပြီနှလုံးသားလေးကလည်းဦးနောက်ကိုလိုက်ချင်လို့ဘရိတ်ကိုအုပ်ထားခဲ့ရတယ်ရင်ခုန်တန်တွေကလည်းအတိုင်းစားမရှိတတိတ်တိတ်နဲ့ဦးရဲ့မျက်နှာလေးကိုတင်းတဝကြီးထိုင်ငေးချင်မိတယ်ဟဲ့တင်းနေမရခိုင်ငါပြိမယ်ဆိုတော့နေငါတို့နဲ့ဆလာကျက်လို့မရလာဘူးနော်ဆာကျက်ဝိုင်းနေမှာလူဝါရောက်နေပြီမယ်စားထဲမှာအာရုံမရောက်ဦးဝကြောင့်အတွင်းကပင် ရမုံကပြောလာခဲ့သည့်စကားကိုစိတ်ပြက်လက်ပြက်နဲ့ပြန်ဖြေလိုက်တယ် အေးဟဲငါမရအရင်အာယုံစားတာပဲခိုင်မငှားပေးပါနဲ့ဆိုငှားပေးမယ်ကြီးပဲလှုပ်နေတာနင်တို့ပါငါအိမ်မှာ စာလက်ကြက်ပါလားစာကြက်ဝိုင်းနေမှာလူဟာရောက်နေပေမဲ့စာထဲမှာအာယုံမရောက်ဦးအကြောင်းတွင်းကပင် ရမုံဝါပြောလာခဲ့တဲ့စကားကိုစိတ်ပြက်လက်ပြန်းနဲ့ပြန်ဖြေလိုက်တယ်အေးဟဲငါမရအရင်အာယုံစားတာပဲခိုင်မငှားပါနဲ့ဆိုငှားပေးမယ်ကြီးပဲလှုပ်နေရလေနင်တို့ပါငါအိမ်မှာစာလက်ကြက်ပါလားမကြက်ပါဘူး နိမေတုတ်ကိုကြောက်တယ်ဟာဟူငါတော့အဲ့ဒီဂိုက်စရာကိုနောက်တားရအောင်လို့ပညာပေးရမယ်အဲ့ဒါမှသူထွက်ပြေးသွားရင်နင်တို့နဲ့စာပြန်ကြက်မှာအိမ်မှာသားဆိုရင်ငါစာပေလုပ်နေရမှာနင်တို့နေရာစကားပြောလိုက်မုန်လေးစလိုက်နဲ့ဘလောက်တောင်မှပြောဖို့ကောင်းတယ်ဟိဟိငါတို့အဲ့လိုလုပ်လို့မရတော့ဘူးဆယ်လန်းဆောင်မွေးပဲဖြစ်ရကအတိအကျစင်ညာလိုက်ပြီးဟာငါတို့နေမနာညမအားနဲ့စာလုပ်ရတော့မှာဒီလိုလုပ်နေငါတို့အောင်မှာမဟုတ်ဘူး ဒီနေ့မအောင်လဲနောက်နေ့ပေါ့ဟာဘာဆန်းလို့လဲငါတို့ကနှစ်ချင်းမအောင်လို့စူးစမ်းမလို့ဟာဟွန်းစာချက်ဝိုင်းနေမှာတော့ငါရောက်ရှိတဲ့အထင်မှာတင်ဟာစာချက်ပြင်းနေပြင်အညံ့ဆုံးကြောင်းသူလေးမိမိကခိုင်ငါထားမယ်ဆိုတော့လေတင်ဒုက္ခပတ်နေပြီညင်ရင်လေမိမိတုတ်ကြီးကခြေတလုံးဝဲကြလာမှလဲကြောက်အနူနီးနဲ့ကြိုက်စရာကိုလဲလှဲစားမှပဲရတော့မယ်တမီးတွားစပွဲကုန်ပေါ်မှာစားကြည့်နေခဏနေဆရာရောက်လာလိမ့်မယ် ဟုတ်မိမိပြောတဲ့ဆရာကိုသိရအရင်နဲ့စောင့်နေလိုက်တယ်ဆရာဆိုတော့လေမျက်မှန်နဲ့အသက်ကြီးကြီးအဖိုးကြီးငှားပေးမယ်လို့ထင်တာဘယ်ဟုတ်မလဲငငယ်ချောချောလေးသိရဥပိုင်နဲ့ဖြစ်နေရဲ့ဥပိုင်ကသင်စပွဲပေါ်ကိုလက်ကလေးခောက်ကနဲ့နှိုးလိုက်တယ်ဟေးကောင်းပါလေစာမလို့ပဲနဲ့ဘာလို့အိတ်နာလဲဟမ်တင်းကောင်းထောင်ကမျက်လုံးတေချာပုတ်တက်ပြီးကြည့်လိုက်တော့ဥပိုင်ဖြစ်နေရဲ့ အိမ်မြတ်မနေသလားလို့တေချာကြည့်မိတော့တယ်။ကဲစာအုပ်ထုတ်လေ။ဇပွဲပေါ်မှာလည်းဘာစာအုပ်မှလည်းမရှိပါလား။ဒီလိုပုံစံနဲ့ဘလို့ဆယ်နှန်းအောင်မှလဲခတ်တာပဲဒီတယောက်ကတော့။တင်းရဲ့ကြိုက်စရာဥပိုင်ဆိုတော့နေမထုတ်နိုင်တော့တဲ့အပြင်အိမ်မအပီးပိုင်ဝန်းမှခေါ်ထားချင်မိရင်ဥပိုင်ကတင်းကိုမသိတယ်လို့မျိုးနေနေတော့တင်းပဝင်မကြပင်။နားလေတဲ့စာရီကိုလည်းအထက်ထက်အခါခါနဲ့ရှင်းပြခိုင်းနေ။ဦးအားကောင်း၆တဲ့အထီကမှ တင်ရတမယိုမှညှင်းနေမှန်းနဲ့ဥပိုင်တည်တယ်။စာမချစ်ပင်နဲ့ဥပိုင်ရဲ့မျက်နှာကိုသာကြည့်နေတဲ့တင်းကိုဘောပင်လေးနှဖူးပေါ်မှာနာနာလေးထိလိုက်ပြန်ရင်ဖြက်ကနေစာလေးကိုစိတ်ဝင်စားသွားပြန်တယ်။တင်ချာရီပြန်တွက်ထားနော်။နှက်ပြန်လိုက်အကုန်လုံးပြန်စစ်မယ်။ကြားလား။ဟုတ်ကဲ့ဥပိုင်။အော်ရောင်းလို့ဟုတ်ကဲ့ဆရာ။စာတင်ချိန်မှာဆရာလိုပဲခေါ်ရမယ်။စာအုပ်ပဲအာယုံစူးစိုက်ထားမယ်။ကျန်တဲ့အချိန်မှာတော့မင်းခေါ်ခြင်းတလို့ခေါ်လို့ရတယ်။တလေးတစားမဆက်ဆံလေရတယ်။ အခုစာသင်ချိန်ပြီးသွားပြီဆိုတော့ဥပိုင်တို့ခေါ်လို့ရပြီပေါ့နော်။အင်းရပြီ။မင်းအညောင်းညာပြောင်းလို့လမ်းလျှောက်ထွက်ကြမလား။ကောင်းတာပဲဥပိုင်။ဥပိုင်နဲ့လမ်းလျှောက်ထွက်ရမယ်ဆိုတော့ပျော်လွန်းလို့ညကင်းကြောင်တောင်အေးစိတ်နေတယ်။လေးလေးတဖြူဖြူနဲ့ချီရတဲ့သူလေးနဲ့ဆိုတော့ជីနူးမိသား။တင်းစစောကဥမင်းရဲ့နှဖို့ရိုက်ခဲ့တာမျိုးမင်းဘွေမျိုးပါနဲ့နော်။အဲ့ဒါဆရာကျောင်းသားကိုစုံမရည်သဘောပါ။ သင်ဘာမှဖြစ်ပါဘူးဥပိုင်ရဲ့ဥပိုင်ပြောသမျှအကုန်လုံးလဲလိုက်နာမယ်သူမျိုးပါသင်စာကြိုးစမယ်နော်ဒါမှဆောင်းမေးပွဲအောင်ပါသင်စာမေးပွဲအောင်ရင်သင်လိုချင်တာပြောဥပိုင်အကုန်လုံးဝယ်ပေးမယ်ဥပိုင်တကယ်ပြောတာနော်သင်စာမေးပွဲအောင်ရင်ဘာမှဝယ်ပေးစရာမလိုတဲ့အရာကိုတောင်းရင်ရောဥပိုင်ကပေးမှာလားပေးမှာပေါ့သင်ကဘာလို့ချင်းလို့လဲဆောင်းမေးပွဲအောင်တဲ့နေ့ကျရင်ပြောပြမယ်လေအဲ့ခါကျရင်မကြီးရအောင်နော်မငင်းပါဘူး သင်လိုချင်တာအကုန်လုံးပေးမှာပေါ့တတလေးပေါအောင်လို့ပြုံးပြနေတဲ့သင်ကိုဥပိုင်ရရှင်သက်ရှုမောပေါ်ရကြည့်နေမိတယ်ကုတ်ပေါ်မှာဝဲကျနေတဲ့သပင်တစ်ဖက်ကိုလည်းနားနောက်ကိုပို့ထားဟန်လျာတိတ်ကိုမှချစ်စရာလေးစွဲငင်မှုတွေပါနေတဲ့အကြည့်တွေကြောင့်ရှောင်းရတာလည်းမလွင်လှပင်တောင်းသူလေးဖြစ်နေရောလေးဖွင့်ပြောဖို့ကလည်းမဖြစ်ဆရာနဲ့တပည့်ဆိုတဲ့ဆက်ဆံရေးကိုထိန်းထအောင်မင်းဥပိုင်ဟိုမှာရေကဲမှုရောက်နေရဲ့သင်စားကျင်နေဝဲကျွေးပါလာရင် တင်းချောင်းစိုးနေမယ်ရေခဲမုတ်တွေမစားပါနဲ့လားဟွန်းအင်းတင်းစားချင်နေဝဲကျွေးပါနော်ဥပိုင်ပူကြီးတိုက်နေတဲ့တင်းကိုဥပိုင်ဝဲကျွေးလိုက်တယ်လိုချင်တာရတဲ့ကလေးလိုမျိုးပျော်ရွှင်နေရလေးကအပြစ်ကင်းစင်နေရင်လက်တစ်ဖက်တစ်ခုစီမှလည်းကြိုက်စားပြင်မယ်အချိန်ကြာလာခဲ့တော့အေးပြောကြကလက်တွေကလည်းညစ်ပတ်ကုန်ပြီလက်ကလေးဥပိုင်ကလက်ကင်ပေါ်အားလေးနဲ့တရွတရတုတ်ပေးရှာတယ်ဥပိုင်ကရုတ်ချောယုံနေမကအောင်တင်းပေါ်မှာလည်း စေနာရင်ရေစေးကမ်းပြိုဖြစ်နေရင်တင်းမခုတရုတ်လေးဥပိုင်ကိုကြည့်ကပြုံးနေမိတယ်။ဥပိုင်ကအိမ်ယူအမြဲတမ်းစာလာတင်လာကြလာတယ်။ဦးပေါ်မှာအချစ်တွေရပို့ပြီးတော့လင်းနဲ့လာနေဖြစ်တယ်။ဆရာတယောက်လိုမျိုးတုံတင်နေမှုကြီးတွေရလဲတင်းကိုတော့စာတွေကိုမရောက်ရအောင်လို့တွန်းပို့နေတယ်လို့ပဲ။ဦးနဲ့တင်းအင်းရထပ်ပို့ပြီးတော့ရင်းနှီးလာခဲ့တယ်။မမေတင်းတီနဲ့ဆရာနဲ့ရုပ်ရှင်သွားကြည့်ချင်တယ်။မမေခွင့်ပြုပေးပါလား။ ညစာရရပြီမို့လို့လားဆောင်မေးဘွားလည်းနီးနေပြီလေမရဘူးမတော့ဘူးတင်လက်မှတ်ဒီတော့မှအဝဲထားပြီပြီမမရလေဟင်ကစင်းနေနေရဲ့ဒေါ်မိုးလျာပတ်စံဟိုတော့အလဟတ်သက်အကုန်မခံနိုင်ပြီတင်းကိုရုပ်ရှင်သွားကြည့်ခိုင်းပါပြီပတ်စံဟိုတော့သူများတွေလက်ထဲအလကားပေးရမယ်မဟုတ်လားတင်းရလေမိခင်မလွတ်မန်းသိလို့လက်မှတ်ကို ကြိုးဝဲထားခြင်းမင်းလက်မှတ်တွေဝယ်ပြီးသားဆိုလဲသွားကြည့်မောင်ရပိုင်ဆိုကလိုက်ပါမလား ဥပ္ပယအဲဆရာကလိုက်မှာပါအမေရဲ့အဲ့ဒါဆိုလဲပြီးတာပဲဒေါ်မိုလင်မိဖို့ကြောင်းနေဝင်သွားခဲ့တော့မကြပင်ဥပ္ပယရောက်လာတယ်တင်းကိုစားချက်စပွဲမှာမနေလို့ဥပ္ပယမျက်ခုံးလေးတွန့်ကနေတင်းကိုဘာမှမပြောခင်တင်းအရင်ဦးဆုံးဥအောင်လို့ကြိုပြောလိုက်တယ်ဥပ္ပယတင်းနဲ့ရုပ်ရှင်သွားကြည့်ကြမယ်လေဒီကိုစားလာတင်တာရုပ်ရှင်ကြည့်အောင်လို့လာတာမဟုတ်ဘူးဘာလို့စပွဲမှာထိုင်းနေပဲနဲ့အဲကောင်ရောက်နေရလဲ ဒီနေ့တရက်တော့တင့်ကိုအားလည်းရက်လေးပေးပါနော်။တင်ဥပိုင်နဲ့ရုပ်ရှင်ကြည့်ကြလို့လက်မှတ်တွေပါဝယ်ထားပြီးပြီ။နောက်နေ့တွေမှာတင်မျက်နှာရစာအုပ်တွေဝင်တဲ့ထီဦးမှာတင်ရစာချက်ပါမယ်။ဥပိုင်တင်းနဲ့လိုက်ခဲ့ပါနော်။တင်းရဲ့လက်ထရစာရွက်ကလေးနဲ့တူတူတနာစပွဲမျက်နှာလေးနဲ့ပြောလာခဲ့တာမို့ရံပိုင်းစိုးကောင်းကြီးလိုက်တဲ့သူမအရန်ကိုမှပြောသွားကအပေါ်တက်ကိုတက်ပြီးတော့အဝိအစားလဲကနေပြင်ဆင်လာခဲ့တယ်။အဝါရောင်ကောင်းဝင်းလေးနဲ့ အသားရောင်ဝင်းဝင်းလေးနဲ့တကယ်ကိုမှလိုက်ဖက်နေတဲ့တင်ရရံပိုင်းစိုးမျက်လုံးထဲမှာရှုမွားပြီးရုပ်ရှင်ယုံနဲ့ဝင်လာခဲ့တော့အလုံးဝတင်းကိုကြည့်နေကြမို့ရံပိုင်းစိုးသူ့ရဲ့ခန္ဓာကိုယ်နဲ့တင်းကို꿰ထားလိုက်ရင်သူမအလှတွေကိုတခြားသူတွေကိုတော့မကူဆက်စေခြင်းရုပ်ရှင်ကြည့်ဖို့လာရပေမဲ့မျက်လုံးကဥပိုင်ဘက်မှာကြည့်နေမိတယ်ဥပိုင်ကရှေ့သာစိတ်ဝင်တစားနဲ့ကြည့်နေတော့တင်းရလည်းနောက်ကိုမှီကောင် ဥပိုင်ကိုဘေးတဆောင်ငေးကြည့်နေ။ဘရပဲကြည့်ကြည့်ဘလိုပဲကြည့်ကြည့်တကယ်ချောတဲ့သူတွေရဲ့အလှပျောက်ပြင်းမသွားပါဘူး။တင်းကြည့်နေတာကိုသိပေမဲ့သူမကိုဘာလို့အဲ့လောက်တောင်မှကြည့်နေရလဲလို့မေးချင်နေပေမဲ့သူမရှက်သွားမှလည်းစွေ့မိတယ်။သူမစိတ်လောက်ကြည့်စေဆိုပြီးတော့လွတ်ထားလိုက်တယ်။ရုပ်ရှင်မပြီးခင်မှာပင် သူမလှုပ်လှုပ်ရွာလေးဖြစ်လာတယ်။ဥပိုင်ကိုလက်ကုတ်ကရှုံရှုံမဲမဲနဲ့လက်ကဘိုက်ကိုတင်ကတိုးတိုးလေးနားနာကိုကပ်ပြောလာတယ်။ ဥပိုင်တင်ဘိုင်းနာလာလို့အရင်သွားနေမယ်နော်တင်ကုန်းကုန်းလေးနဲ့တန့်စင်ကန်ကိုသွားတော့ရံပိုင်ဆွားလည်းလိုက်သွားခဲ့ကအပြင်မှာရက်ဆောင်နေရင်သူမနှစ်ဘူးပေါ်မှာချွေးလေးတွေကိုလက်နဲ့တက်ရင်းကပင်တန့်စင်ကန်နဲ့ကနေထွက်လာခဲ့တော့ဥပိုင်ကိုမြင်ပြီးလန့်သွားလျင်အမလီဟုဥပိုင်ဘယ်တော့ရောက်နေလဲတင်းနောက်ကနေလိုက်လာခဲ့ရလေဥပိုင်ဒါကမင်းကလေးတက်စင်ကန်နော်တင်းပြောမှသတိထားမိသွားတယ်မင်းကလေးတွေအထွေဝင်လာခဲ့တော့ ဥပိုင်ကိုမြင်ပြီးပြန်ပြေးကုန်တယ်။ဥပိုင်နဲ့ရှက်ရှက်နဲ့ကောင်းကုန်ထွက်သွားကြရယ်။တင်းလက်ဆေးပြီးတော့ဥပိုင်နောက်ကိုလိုက်လာတယ်။ဥပိုင်တင်းနဲ့ရုပ်ရှင်လိုက်ချပြီလို့ကျေးဇူးပဲနော်။ကျေးဇူးတင်နေဆိုရင် စာသာကြိုးစားနောက်တကလိုက်မလာတော့။ဥပိုင်ကစောစောကရှက်သွားလား။တဲဒီကလေးမှလည်းလူကြီးကိုမလေးမဆနဲ့။တင်းတခေခေနဲ့ရည်နီးရော်တယ်။နောက်နေ့တင်းပြောထားတဲ့အတိုင်းပါပဲ။စာရီအသက်ကုန်လှိမ့်ပြီးတော့ကြက်နေရော်တယ်။ စာအော်ကျလွန်လိုအတန်တွေပါဝင်သွားခဲ့တော့ရင်ရှေ့ရှေ့အတန်လေးနဲ့ပင်တင်းရစကားပြောရင်ကပင် ရေတောက်ရင်နဲ့မောနေရင်စာရှင်ပြရင်လည်းကောင်းကြီးကောင်းခါပဲလုံနိုင်တော့ရင်စကားမပြောနိုင်တော့ပင်ခြားတဲ့နောက်တကအဲ့လောက်တိစာအော်မကျက်နဲ့တူတူကျက်လေရပါတယ်အဒီကစာရဖို့အရေးကြီးရဲ့လေဟုတ်ဘူးလားတင်းကောင်းကြီးပြတော့ဥပန်ကြီးကတင်းရဲ့ကောင်းဝစပင်းလေးကိုအตาလီလာဖွားပေးရင်တင်းစကားမပြောနိုင်ပင်မဲ့ အတန်လေးမထွက်တထွက်လေးနဲ့ရှိလေတယ်။ချင်းပြုတ်ရင်မြတ်မြတ်တော့အဲ့ဒါမှအတန်ပြန်ထွက်လာမှာဟုတ်ပြီလား။အင်း။ဥပိုင်အိမ်မပြန်ခင်တင်းဟိုတဘာဝနီးနဲ့ချင်းပြုတ်ရိတ်တောက်ဖို့ရန်အတွက်ချင်းစားဖို့အထက်ထက်မှားချခဲ့တယ်။ဥပိုင်နောက်ခိုင်းတာနဲ့မိမိဝယ်ထားတဲ့ချင်းတွေကိုပြုတ်စားတာမျိုးစားတောက်ကတောက်နဲ့နောက်နေတော့တင်းအတန်ပြန်ထွက်လာတယ်။ဥပိုင်ဥပိုင်ပြောရင်နေကြမလို့တင်းအတန်ကောင်းသွားပြီ။ကောင်းသွားရင်လည်းဆက်ဆက်လုပ်အောင်။ဥပိုင် အိမ်လေးကိုဘေးနားမှာချကသင်ရှိမှာထိုင်ပြီးတော့စာသင်ချိန်စရင်။သူမရဲ့သင်ချာညံ့မှုဟာတော်ယုံနဲ့သင်လို့မရပဲ။မနေ့မရမကအောင်မှသင်ပေးနေရတယ်။သူမအလီတွေကြက်နေရမှာလဲပြင်းနေသေးတယ်။ဒါကြောင့်မလို့ကုချက်ပေးရတာလဲရပိုင်စိုးတာသင်ချာပမောက်ခါကြီးဖြစ်သွားမယ်။သူမရဲ့အခြေခံကတော့မတိုးတက်လာပဲ။အင်္ဂလိပ်အစင်းရေးခိုင်းရင်တော့လဲရှေ့ရောက်နောက်ရောက်နဲ့အမောက်မှမတက်။ရပိုင်စိုးရူးချိန်စိတ်ပါပေါက်လာခဲ့သေးတယ်။ သူမညံလွန်းလာတယ်။သို့ပေမဲ့လည်းသူမရဲ့စ조사မှုတွေကလည်းတစ်နေ့ထက်တစ်နေ့ပိုတိုးလာတယ်။တပြေပြေနဲ့တင်ယူမှုလွယ်လာတယ်။ဥပိုင်းသင်အင်စာတွေအကုန်လုံးလုတ်ပြပြီးဘေးမှာထပ်ထားမယ်။အင်္ဂလိပ်လက်တာတွေကိုလည်းဖတ်နေနေမယ်နော်။အင်း။ခါတိုင်းလိုမျိုးရံပိုင်စိုးရောက်မှပင်အလူလည်းအင်စာတွေလုတ်တဲ့သင်ရအင်စာတွေအကုန်လုံးပြီးနေအောင်မလို့သူအံ့ဩနေခဲ့။ဆက်လိုက်တော့လည်းတလုံးမှမမပါဘူး။သူသင်ရကျိုးနှက်တာပေါ့။ညနေစာလေးတွေကို ဖိပြီးတော့ချက်ခိုင်းနေဖိဖက်ခိုင်းနေသူမခက်တဲ့အရာလေးမျိုးလည်းတဖြည်းဖြည်းနဲ့လွှဲလာခဲ့တယ်။တနေ့အားလည်းရမလို့ရပိုင်စိုးအိမ်မှာနားနေပေမဲ့တင်းရဲ့အခြေအနေလည်းသိချင်အောင်မလို့ညနေပေမဲ့လည်းတင်းတို့အိမ်ရေကိုလမ်းလျှောက်လာခဲ့တယ်။သူမအခမ်းမီးလေးရတော့လင်းထိန်နေပေမဲ့အိပ်ပျော်နေရလားစားချက်နေရလားမသေးခွေပြီ။သူပေါင်းမိအိတ်ထဲကလက်ထက်ကအိမ်ရှိရနေသူမရဲ့အခန်းကိုမော့ကြည့်နေ။လိုက်ကလေးရလေးတိုက်တော့လှုပ်လာကြောင် အင်ရှီကိုဟင်ခနဲ့အကြီးအရောက်သွားတယ်။တင်းဆောက်လေးစပွဲပေါ်မှာတင်ထားကလိုက်ကစားလေးကိုဖြန့်ကြည့်တော့အင်ရှီမှာဥပိုင်းဥပိုင်းကတင်းစီကိုလာတယ်တဲ့။တနေ့လုံးမတွေ့ရသေးတော့တင်းချန်ရှီကိုပြေးလာတယ်။ဥပိုင်းတင်းစီကိုလာလိုက်ရင်อืมတင်းစာလုံးနေပြီလား။အိတ်နေပြီလားဆိုတာလာကြည့်ရလေ။တင်းစာလုံးနေရပါညနေနေပြီလေအဲ့တော့မနက်မှပဲစာဆက်လို့အရေးပြက်ပြီးတော့အဖျားဝင်နေမယ်။မနက်ဖြန်မှတွေ့ကြမယ်နော်။ဟုတ်ဥပိုင် ဥပိုင်ရခြေလန်းဆစ်စိတ်လေးနဲ့တင်းကိုခဏခဏပြန်ကြည့်ရင်လက်ပြပြန်နေဥပိုင်ပြောတဲ့အတိုင်းမှာပင်တင်းနဲ့အိယာဝင်လာခဲ့တယ်။မနက်စောစောအိယာထကမိမိကိုလည်းဖျားပန့်ကပ်ကုလုပင်းကပင် စင်ငိမ်အောင်လို့တရားထိုင်ပတိစိတ်တယ်။ဒေါ်မိုးလေးကလည်းတင်းပြောင်းလဲသွားခဲ့လို့အံ့ဩနေတယ်။သူမလူရွေးမှန်လို့ရပိုင်ဆိုးလို့ဆရာကောင်းကြောင့်တင်းကပြောင်းလဲလာတာကိုလည်းကျေးဇူးတင်မိတယ်။ဥပိုင်ဒီနေ့နောက်ကြရင်နော် နောက်ကြပါဦးခရင်အချိန်မှာပဲသင်အိယာထဆော်လို့ဖြစ်မှာပါဒီနေ့မျက်နာလဲရွှင်လန်းနေပါလားသင်စိတ်ငြိမ်စေစားထားလို့လေဟိကဲဆောင်းဘွေကနောက်ဘက်ထဲမှာစာရရောပိုင်နေပြီလားအချိန်ကြီးရောဘယ်လိုလဲပိုင်နာမအတန်မှာမြီးနေပြီဘယ်လိုဆန်းဆန်းအေးဆေးပဲအဲ့လိုပဲကြားချင်ပါတယ်သင်နဲ့ဦးပိုင်တို့ဆောင်းဘွေဝဲနီးနေပြီမို့လို့တတောင်တတာစာလိလာကြောက်ရင်သူမကလည်းအရင်တုန်းကလိုမျိုးမဟုတ်တော့ဘဲ ခတ်ခဲတဲ့တင်ချာပု္ပ္ပာတွေကိုရွေးတက်ခိုင်းတယ်။သူမှအမှားမရှိတော့ဘူး။စာရင်းလည်းမှုတ်ထွက်နေအောင်လို့အလွတ်ဖတ်နိုင်တယ်။လက်တာအစေးတွေလည်းအရင်လိုမျိုးဦးစီးမောက်ခုံမျိုးမဟုတ်တော့ဘူး။သူ့နေရာနဲ့သူ အစဉ်ပြေပြေနဲ့ရေတက်ပတ်တတ်နိုင်တယ်။တင်းပြပြမွေဥပိုင်ကတင်းရဲ့စာအုပ်က နမယ်လေးကိုအပြေဆုံးဖတ်ကြည့်နေရမို့တင်းနမယ်လေးကဥရဲ့အတန်တွေကြားထဲမှာအော်ဟစ်ပျော်မြူးနေတယ်။ဘသိန်းပြပြမွေဆမ်မွေးအောင်ပါစီဗျာ။ ဥပိုင်ကလည်းဘာအတွက်စုပေးတာလဲ။လိမ္မာလို့စုပေးတာလဲ။မင်းအညာထက်ကိုမှအများကြီးကိုပို့ပြီးတော့လိမ္မာလာတယ်ဆိုတာဥပိုင်သိရဲ့လေ။တင်းအရင်တော့အဲ့လောက်မစိုးပါဘူး။နည်းနည်းပပလောက်ပဲစိုးတာပါ။နောက်တခါထပ်ပြီးတော့မစိုးရတော့နော်ကြားလား။ဟုတ်။တင်းပြုံးပြတော့ဥပိုင်ကအင်းရနဲ့မတူတဲ့အကြည့်နဲ့ကြည့်နေခဲ့တာမို့တင်းရင်တွေတလန်းနဲ့တုံလာတယ်။ဥပိုင်ကတော့တင်းကိုချစ်နေမိပြီလား။တင်းတို့ဆောင်ဝဲဖြစ်ရက်ကတဖြည်းဖြည်းနဲ့နီးကပ်လာပြီ။ နက်ပြန်စာမွေးပွဲစပြင်မယ်နေမလို့ဥပိုင်ရလဲမြမစာရီနှွေးပေးနေရင်တင်းရလဲအလူလဲစာထဲမှာစိတ်ညစ်ထားလိုက်တယ်ဥပိုင်မနက်ပြန်တင်းကိုကြောက်နိုင်ပို့ပေးရမယ်နော်ပို့ပေးမှာပေါ့စာမွေးပွဲဖြစ်ရဲ့အတိုင်းကိုလိုက်ပို့ပေးဦးမယ်ဟုတ်ပြီလားတင်းချင်းနဲ့ပြုံးပြုံးရင်းကမနက်ပြန်အတွက်ကိုလည်းအာမွေးထားလိုက်တယ်မနက်နေမထွက်ခင်ကလေးကတင်းစောစောထားကစာကြက်နေရင်နေထွက်လာခဲ့တော့အမေပြင်ပေးထားတဲ့နွားနုပပူလေးတောက်ပြီးတော့ ကျောင်းဝစ်စုံနဲ့ဝက်ကကျောင်းသားဖို့အတွက်ပြင်ဆင်လိုက်တယ်။ဥပိုင်ကတော်တော်နဲ့ရောက်မလာပင်ခုံနံမက်လည်းရှားမှာမလို့တင်ရစိတ်ပူနေမိတယ်။ဥပိုင်ကလည်းခြံထဲကိုဝင်လာတယ်။ဥပိုင်ဘာလို့နောက်ကျနေရလဲ။တင်ခုံနံမက်လိုက်ရှာအောင်ပါလေ။ရှာစရာမလိုတော့ဘူး။ဥပိုင်ရဲ့တငငချင်းကိုရှာခိုင်းထားလိုက်ပင်ဟိုရောက်ရင်ခြေထိတ်ကအခန်းထဲမှာသာထိုင်နေုံပဲ။စိတ်ချဥပိုင်ကတင်အတွက်တည်တည်ချာပြင်ဆင်ပေးထားတယ်။တင်စာမေးဝဲခန်းထဲကိုရောက်တော့ ခြေပြားလက်ပြားတွေအေးဆက်ပြီးဒူးတွေပါတုံလာခဲ့တယ်။မြေခွလွာလက်ထဲကိုရောက်မှပဲ။သူမကြက်မထားတွေပါလာခဲ့တာမို့အာရှိသွားခဲ့ကအဖြေလွာပေါ်ကဘောပင်တွေကိုမယမနာခြောက်ရင်းနေရတယ်။အချိန်တွေကုံမမသိကုံဆုံးလာခဲ့တယ်။နောက်ရက်တွေမှာလည်းဥပိုင်အမြဲចောင်းပို့ចောင်းជို့လှုပ်ပေးလိတယ်။နောက်ဆုံးစာမေးပွဲနေမှာတင်ငိုရတော့မလို့တော်ပါသေးရဲ့။အောက်မက်ဖို့တော့တင်းရအောင်လို့ဖြီလာခဲ့တယ်။မရတဲ့စာပုတ်တွေများတော့ တင်းဆောင်မီဝဲကြမှာလဲကြောက်နေမိတယ်။ဆောင်ဝဲကြရင်တော့ဆယ်တန်းဆိုတာကြီးကိုလဲပြန်ပြီးတော့မတက်ချင်မင်း။ဥကလည်းတင်းကြောက်မလို့နမဲပြတ်မင်း။ဥစီကလည်းဘာမှရတော့မှာမဟုတ်ဘူး။ခြာတိန်ဘာလို့ငိုင်းနေရလဲ။ဆောင်မီဝဲမဖြစ်နိုင်တို့လား။ဥကကာမောင်းရင်ကပင်တင်းမိုင်နေတာကိုရိပ်မိပြီးတော့မေးချင်းဖြစ်တယ်။တင်းဒီပါတော့မဖြစ်နိုင်ဘူး။အောင်မလားတေချာမသိတော့ဘူး။ခြာတိန်အောင်မပါကွာ။အားမငင်နဲ့။ဒီလောက်စူးစမ်းထားတာဟုတ် ဥပိုင်ပြောသလိုတင်းရဆံမွေးဝဲအောင်ရင်တော့ကောင်းတာပေါ့အဲ့ဒါမှဥပိုင်စီကတင်းတို့ကျင်တာရမှာလေခြားတိန်ဆံမွေးပြီးတဲ့အနေနဲ့ဥပိုင်ရေကဲမဝဲကျွမယ်လေကောင်းတယ်ဥပိုင်တင်းစားကျင်ညာနဲ့အတော်ပဲကားကိုလမ်းပေးရက်ကတင်းအတွက်ရေကဲမသွားဝယ်ပြီးတယ်သူမရဲ့မှိုင်နေတဲ့မျက်နှာလေးဝင်းနေလာကရေကဲမကိုအာရပါရနဲ့စားတော့နေရင်သူမစားနေတာကိုရံပိုင်ဆိုငေးကြည့်နေမိတယ်ဘလို့ကြောင့်မြန်သူမလိုခလေးဆန်ဆန်လေးကိုမှ ချစ်သွားမိတယ်လဲဆိုတော့သူ့ကိုယ်သူလည်းမသိလိုက်ပင်အချစ်ဆိုတာကိုမထင်မှတ်ထားတဲ့မသိလိုက်ခင်မှာပင်ချစ်မိသွားခဲ့တာမျိုးပါမင်းကိုချစ်တာဘာအကြောင်းပြချမ်းမှမရှိဘူးအောင်စင်းမထွက်ခင် အချိန်ထီုံမှတင်းမှိုင်နေတော့မင်းဥပိုင်နဲ့လည်းမတွေ့ရတော့ရင်းနဲ့မှာဟာတာတာကြီးဖြစ်နေဥပိုင်အခုချိန်ဘာရီမြန်လုံနေမလဲတင်းချန်နေရတန်းလေးပေါ်မှာထိုင်ရင်းကပင် ဥပိုင်နဲ့အရင်ကအချိန်တွေကိုတတိယလာမိတယ်လွမ်းလိုက်တာဥပိုင်ရဲ့ဟိတ် အနောက်ကနေ ပခုံးကိုင်ကလှန့်လိုက်တာကြောင့်မလို့တင်ပခုံးလေးတွန့်သွားတယ်။ပြီးမှပြန်နေကြည့်တော့ဥပိုင်ဖြစ်နေရင်ဥပိုင်ဥပိုင်တင်းနာမှာဝင်ထိုင်က ပြုံးပြနေရင်ဗာလေဥပိုင်ကိုမြင်လို့လှန့်သွားလား။ဟမ်ဟမ်။တင်းပျော်သွားတာပါ။တင်းဟာစိတ်ညစ်စရာတွေရှိနေလို့လား။อืมအောင်စင်းအတွက်လေမအောင်ရင်ဘလို့လုံးမလဲ။မအောင်ရင်ဥပိုင်ထပ်ပြီးတော့တင်ပေးမှာပေါ့။တကယ်သိန်းစာမေးပွဲမအောင်ရင်လေဥပိုင်ကစာထက်တင်ပြီးမှာ ွန်း။တင်ပေးရမှာပေါ့။ဒီចောင်းသူလေးပဲရှိတာ哦။ပြစ်ထားခဲ့လို့ဘဲဖြစ်မလဲ။တင်ကောင်းဟာစပင်လေးတွေကိုအရင်လိုပဲဖြွားပေးပြီးတော့တင်းရဲ့ဇက်ကလေးပုကနဲ့ပျော်နေရှာတယ်။အောင်စင်းထွက်တဲ့နေမို့လို့တင်းနဲ့မယ်မပိုင် ရှက်ဖို့ကောင်းမှသိပေမဲ့စိတ်အခြေအနေကတော့တွားကြည့်မှာပဲဖြစ်မှာကြောင့်ចောင်းရှိခြေလန်းလာလိုက်တယ်။သူမခုံနမက်လေးကိုလက်ထောက်ကြည့်ကနဲ့ရှာနေတော့ဟိုးအောင်ဆုံးမှာသူမနာမည်ပါလာခဲ့တယ်။သူမခုံပေါက်ကနဲ့အိမ်ကိုပြေးလာခဲ့တယ်။ မမေမမေသင်ဆောင်မပွဲအောင်နေတော်မိုးလေးရောင်းမကြီးကင်ကာနဲ့မိဖို့ကြောင့်ကနေထွက်လာခဲ့တော့သင်ကိုပြေးဖက်နေရင်ဝမ်းသာလုံလို့တော်မိုးလေးမျက်ရည်တွေစီးချလာတယ်မမေရဲ့ငိုမနေပါနဲ့သင်ဆောင်မပွဲအောင်တော့ဝမ်းနေစရာမဟုတ်တာမမေဝမ်းသာလို့ပါအဲမမေသင်ဆောင်မပွဲအောင်တာဥပိုင်ကိုပြောအောင်မယ်သင်ဥပိုင်စီကိုသွားလိုက်အောင်မယ်နော် Congratulations ပါမတင်းပြပြမွေး ဥပိုင်ပေးချင်းကနေရောက်နေမှမသိတင်းနောက်ကအတန်ထွက်လာတယ်။တင်းပြော်ပြီးတော့ဥပိုင်ရဲ့လက်ပင်လေးကိုတော့ဖတ်လိုက်တယ်။မိမိကအလိုက်တက်သည်နဲ့ပဲအိမ်ထဲကိုပြန်ဝင်သွားတယ်။ဟေးချတိတ်ဥပိုင်စကြိုးတော်မယ်လှုပ်ပါဦး။အဲဒီခါမှာတင်းရှက်ရှက်နဲ့ကောင်းနေပြန်ငုပ်သွားတယ်။ကဲတင်းဘာလို့ကျန်လဲပြော။ဆောင်မီဘက်အောင်တဲ့အနေနဲ့တင်းလို့ကျန်တာဝယ်ပေးမယ်။တင်းလို့ကျန်တာဝယ်ပေးစရာမလိုပါဘူး။ဟွန်းဝယ်ပေးစရာမလိုဘူးဆိုတော့ဘာလို့ကျန်တာလဲ။ တင်းလိုချင်တာထက်တင်းလိုအပ်တဲ့သူကဥပိုင်ရဲ့နှလုံးသားပါဥပိုင်ရဲ့နှလုံးသားကိုလိုချင်တော့ခွဲပေးရမှာလားဟာဥပိုင်ရလေတင်ရဥပိုင်ကိုလိုအပ်တာလို့ပြောတာလိုအပ်တာပဲလားမလိုချင်ဘူးပေါ့လိုချင်တာပေါ့လို့အဲရောင်းသွားပြီဟာဟာတင်းဥပိုင်ကိုချစ်နေပြီလားအင်းဥပိုင်ရရောဥပိုင်ရတင်းကိုစာတွေချင်းကလေးချစ်မိနေတာကြပေါ့ဟင်တကယ်တကယ်ပေါ့ဒါပေမဲ့တင်းရ တက္ကသိုလ်တွေဘာတွေရောက်သွားရင်ဥပိုင်ကိုမေ့သွားရင်ဘယ်လိုလုပ်မလဲတင်ရဥပိုင်ကလွဲပြီးတော့ဘသူ့ဝမချစ်မှာမဟုတ်ဘူးဥပိုင်ကိုလူမျိုးနဲ့ဘသူ့မှာလည်းလာပြီးတော့ရှင်လို့ရမှာမဟုတ်ဘူးတင်ရတော့ဥမဥပဲဥပိုင်အသက်ကြီးလို့ဩသွားရင်ရောမေ့သွားမှာသိကြပါရဲ့လုံးဝမမေ့ဘူးတင်ရဥဆိုရင်ဥပဲဘယ်တော့မှမပြောင်းတော့ဘူးသိကြလို့လားသိကြတာပေါ့ဥနောက်ထပ်ပြောမယ့်စကားတွေကိုတင်းနှခမ်းလေးနဲ့ပြေးလိုက်တယ် ်သင်းရဲ့အနံကိုရသွားခဲ့တဲ့ဥပိုင်ရလဲဘာမှဆက်မပြောတော့ဘဲပြုံးစီစီချင်းနေလျော့တယ်။သင်းနဲ့ဥပိုင်ရဲ့ခါကိုတင်းတင်းကြပ်ကြပ်ဖက်ထွေထားလိုက်တယ်။သင်းရန်ချရသူပဲရင်ခွေရနေထွေမှန်သဘောပေါက်သွားကြော်ရင်ပရိသတ်များရှင်စာရေးသူဂရေ့စ်ရေးသားထားတဲ့ဥရဲ့ចောင်းသူပါလေဆိုတဲ့အချစ်ဇလန်းကောင်းလေးကဒီမှာပဲပြီးဆုံးပါပြီ။နားစင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးလည်းတရားပြောရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။